တခါတော့ကလေခွေမြင့်ကြီးတစ်ခုမှာဝန်ဘူးလေးတကောင်ဟာပြေးလွားစောက်ကစားနေပါတယ်။တစ်ချိန်တည်းမှာပဲသူဟာစိတ်ငယ်လေးတကောင်တွေ့ပြီးချက်ချင်းဆိုသူလို စားလိုက်ခြင်းစိတ်တွေပေါ်လာသွားတယ်။ဒါနဲ့ဝန်ဘူးလေးကစိတ်ငယ်လေးကိုလင်းမြန်စွာလိုက်ဖမ်းပါတော့တယ်။စိတ်ငယ်လေးကလည်းအသက်ရှင်ရန်အတွက်ခွန်အားရှိသမျှအစွမ်းကုန်ထွက်ပြေးပါတော့တယ်။ဒါပေမဲ့သူပြေးလာမှမြန်တော့ဝန်ဘူးလေးကသူ့အနာကိုမိလာပါတော့တယ်။ဒီလိုနဲ့စိတ်ငယ်လေးဟာ ူထမပြီးတော့တဲ့ရက်လိုက်ဒီဝန်ဘူးလေးဘတ်ကိုလဲကြည့်လိုက်တယ်။ပြီးတော့သူကဒီလိုပြောလိုက်တယ်။အဆွေဝန်ဘူးလေးကျွန်တော်ပြေးတဲ့အမြန်နှုံးနဲ့တင့်ရက်လက်ကနေလွတ်မြောက်နိုင်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်တဲ့ကျွန်တော်ကိုစားတောက်တဲ့အခါကျွန်တော်စိတ်ထဲမှာကြည်နူးပြွှွှင်စွာနဲ့ပဲခံစားချင်ပါတယ်ကျွန်တော်ကတေဂာနီမှာပြွှွှင်စွာနဲ့ တည်ဆုံးခြင်းတဲ့ဆန္ဒရှိပါတယ်။တည်ခြင်းတရားစီမရောက်ခင်မှာကခုံခြင်းနဲ့ဒါကြောင့်ကျွန်တော်ကခုံနေတော့တင်ပလွေတစ်ချက်လုံးမှုတ်ပဲပါလားလို့တောင်းခံလိုက်ပါတယ်။ဝမူလွေကလည်းစိတ်ငယ်လေးရဲ့စကားကိုယုံသွားတယ်။သူကပလွေကိုယူပြီးမှုတ်လိုက်တယ်။စိတ်ငယ်လေးကလည်းပျော်ရွှင်စွာနဲ့ကခုံလိုက်တယ်။အဲ့ဒီအချိန်မှာဝေးရကလေကွင်းတစ်ခုမှာလေဆုံးခွီးတွေကပလွေတန်ကိုကြားလိုက်ရတယ်။သူတို့ကဒီအတန်ကိုလိုက်ရှာရင်းနဲ့ ဝမ်ဘူလူနဲ့စိတ်ငယ်လေးရှိတဲ့နေရာကိုရောက်လာကြတယ်။ဝမ်ဘူလူကခွေးတွေကိုမြင်ပြီးလန့်ပြီးထွက်ပြေးရတယ်။စိတ်ငယ်လေးကိုလည်းမစားရဘဲဆုံးရှုံးသွားရတယ်။တော်ရဲကိုထွက်ပြေးပြီးလုံခြုံတဲ့နေရာရောက်တော့မှဝမ်ဘူလူကနောင်ထရရလိုက်တယ်။သူ့ကိုယ်သူဒီလိုဖြုံးနေမိတယ်။ ငါဟာကိုနဲ့မဆိုင်တဲ့အလုပ်ကိုလုပ်မိလို့ပဲတားကောင်ကိုမစားရပဲဒီလိုအဖြစ်နဲ့ဆုံးရှုံးရတာဒီကေရောငါရဲ့အလုပ်ကတားကောင်ကိုကိုက်သက်စားတော့ဖို့ပဲဖြစ်ပါတယ်ပလွေမုတ်ဖို့မဟုတ်ပါဘူးလို့နောင်သားဖြစ်ငီးနူးလိုက်တော်တော်